စကိုင်းမြို့တွင်ခလာရ116စစ်ကြောင်းကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့တိုက်ခိုက်စစ်သား5ဦးတက်မနေတေဆုံးစကိုင်းမြို့ပောက်တော်ကျေးရွာနီးတွင်အောက်တိုဘာ23ရက်ကခလာရ116တိုက်ရင်မှာစစ်ကောင်စီစစ်ကြောင်းကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ UGF ကကင်းဘုံဝက်စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား5ဦးတက်မနေတေဆုံးပြီး15ဦးတက်မနေဒဏ်ရာရရှိခဲ့ကြောင်း UGF တာဝန်ရှိသူတို့ကပြောပါတယ် တိုက်ပွဲတွင် UGF တိုက်ဖွဲ့သည်စစ်ကောင်စီထံမှ MA1 တနက်နှစ်လက် MA3 သုံးလက် MA5 တလက်၆လုံးမြူတလက်အင်နာဂါတလုံးနဲ့အိုင်ကွန်တစ်ခုတို့ကိုတိုက်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ Unicorn ပျောက်ကြားတပ်ဖွဲ့ဤတာဝန်ရှိသူတို့ကသတင်းကြွလာပြည့်မတိုင်ခင်ကစစ်ကောင်စီတပ်ကလက်ပံရွာမှာတပ်ဆွဲထားခဲ့ပြီးပောက်တော်ဘက်ကိုထွက်လာချိန်မှာ ကျွန်တော်တို့ကချိုးတင်စီစဉ်ပြီးတိုက်ခိုက်ခဲ့တာပါ။ ညနေပိုင်းဆိုသူတို့ကလက်ပံရွာကိုပြန်ထိုင်တယ်လို့ရှင်းပြပါတယ်။တိုက်ပွဲတွင်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်စီတပ်သားများသည့်ဒေသခံပြည်သူများ၏ကားနှင့်ဆိုင်ကယ်များကို အတင်းအဓမ္မလူယူကထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်တိုက်ပွဲတွင် UGF ရဲဘော်တအူးကြာဆုံးခဲ့ရပြီးပြည်သူများအနေဖြင့်စစ်ကောင်စီတပ်သားများနှင့်တပ်နိုင်သမျှဝေးဝေးနေကြရန် UGF ကတိုက်တွန်းထားပါတယ်။ရခင်လကလည်းစကိုင်းမြို့ဝင်းရှိ ဆစ်ဆဲရဲဂိတ်တစ်ခုကို UGF ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထွက်ပြေးသွားကြောင်းသိရပါတယ်။ဒါအပြင်ဩဂတ်လအတွင်းစကိုင်းမြို့နယ်တွင်အင်အားတရာကျော်ဖြင့်ဝင်ရောက်တိုက်ခိုက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို UGF ကတိုက်ခိုက်ခဲ့သလိုပြူစောထီကောင်းဆောင်ဖွဲ့ကိုလည်းရှင်းလင်းခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ယူနီကွန်းပြောက်ကြားတပ်ဖွဲ့သည်စကိုင်းမြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့များနှင့်၎င်းတို့၏လက်ထောက်ဖွဲ့များကိုဆက်လက်တိုက်ခိုက်နေပြီး ဒေတာကန်ပြည်သူများ၏လုံခြုံရေးအတွက်ဆောင်ရွက်လျက်ရှိနေပါတယ်ရှင်။